ပါလီစောပါဒီကနေ့မတ်လ26ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ EA ရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတိတိကျကျထုတ်ပြန်ပေးဖို့ပြည်သူတွေကလိုလားနေကြတယ်ဆိုတဲ့သတင်းစစ်ကောင်စီဘုံကျဲမုံကြောင့်ပုံနာကျုံမြို့နယ်မှာအရတား3ယောက်သေဆုံးပြီး14ယောက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းနဲ့ရခိုင်မှာစစ်ကြံပစ္စည်းနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုလက်အင်ကဆုံရှုံသွားတဲ့ပြည်သူတွေဘဝရက်ဒီရေခက်ခဲနေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အာရခတတော် AA ရဲ့စမှုထံဥပဒေနဲ့ပတ်သက်ပြီးတီးကြတဲ့ပြဋ္ဌာန်းချက်စီကံချက်တွေကိုပြည်သူတွေအကြားတရားဝင်အသိပေးထုတ်ပြန်ဖို့လိုအပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောဆိုလာပါတယ်။ ော် AAC မှာစစ်မှုထမ်း45ရက်တင်တဲ့တက်ပြီးရင်နှစ်နှစ်စစ်မှုထမ်းရမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအထဲမှာလူငယ်တွေသာမကကလေးမိခင်တွေပါစစ်မှုထမ်းရမယ်ဆိုတဲ့အတွက်ကြောင့်လူလူအကြားစိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။မတ်လ22ရက်နေ့က AA တာဝန်ရှိသူတွေနဲ့ကြီးရွာသားတွေတွေ့ဆုံရမှာအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ညအောင်မြို့နယ်တိမ်မြို့ကြီးရွာကဒေသခံတယောက်ကနရင်းစရာသတင်းဌာနကိုပြောပါရယ်။ နှစ်နှစ်တာစစ်မှုထမ်းရမယ်ဆိုတော့အင်းထောင်သေးကလေးမိခင်တွေအနေနဲ့အင်ကိုခွဲပြီးစစ်မှုထမ်းဖို့မလွယ်ကူနိုင်ဘူးလို့လေဒေသခံတွေကပြောဆိုပါတယ်။ဒါကြောင့်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးလူထုအကြအမျိုးမျိုးပြောဆိုနေတာတွေထွက်ပေါ်နေတာကြောင့်အရခတ်တတော် EA အနေနဲ့ကြားထမ်းချက်တွေကို လူထုစီမှာတရားဝင်ရှပြတင်တယ်လို့ဒေသခံတွေကဆိုပါတယ်။ EA စစ်မှုထမ်းဥပဒေမှာစစ်မှုထမ်းဖို့မသင့်တော်သူတွေ မတန်ဆွမ်းသူတွေပညာသင်ကြားနေသူတွေပါဝင်မှာမဟုတ်ဘူးလို့အေအေးနဲ့နှိဆက်သူတယောက်ကပြောပါရယ်ပုံနာကျုံမြို့နယ်အောင်ဖြူပြင်ကျေးရွာကိုမနေ့ကညနေ9နာရီကျော်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့အရဲသားတရှုတ်သေဆုံးမှုရှိခဲ့ရပါတယ်။ဒီပုံကျဲမုံကြောက်သေဆုံးသူအရဲသား၃ယောက်နဲ့အပြင်းထန်တဲ့အရာရှိသူ၁၄ယောက်ရှိခဲ့တယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်တွေကအတည်ပြုပြောဆိုပါတယ်။ တိဆုံးသူစေဘေးဆောင်၃ယောက်ကတော့ပုံနာကျွန်းမြို့လက်ကုံးပြင်ရက်ကွက်နေအောင်ဖြူပြင်ကြီးရွာမှာစေဘေးဆောင်နေတဲ့ဦးတန်းမောင်နဲ့ဇနီးဖြစ်သူဒေါ်မေရီအပါအဝင်တားဖြစ်သူမောက်တက်နိုင်တို့ဖြစ်ကြပါရယ်မလ25ရက်နေ့ညနေ9နာရီကျော်အချိန်လောက်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စီးနဲ့အောင်ဖြူပြင်ကြီးရွာကိုပေါင်900ဘုံတစ်လုံးကျေရှာတိုက်ခိုက်ခဲ့တာပါအဲ့ဒီဗုံးကျဲတိုက်ခိုက်မှုကြောင့်အသက်15နှစ်အရွယ်ကလေး9ယောက်အပါအဝင်အမျိုးသား2ယောက်နဲ့အမျိုးသမီး9ယောက် စုစုပေါင်း14ရောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ရခိုင်မှာစစ်ကြံလက်နက်ပစ္စည်းတွေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကိုလက်အင်္ဂါဆုံးရှုံးသွားတဲ့ပြည်သူတွေမှာဘဝရည်တည်ရဲ့အတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါဗျ။အဲဒီလိုကိုလက်အင်္ဂါဆုံးရှုံးသွားရသူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေဟာဘဝရည်တည်ရဲ့အလွန်ခက်ခဲနေကြရတယ်လို့ကွာမြွနဲ့စစ်ပေးရှောင်းကုညီရေးပူပေါင်းအဖွဲ့ဥက္ကဋ္ဌကိုဖြိုးပိုင်စိုးကပြောဆိုပါတယ်။ ။ပုံနာကျွန်းမြို့နယ်မှာဆိုရင်လဲစစ်ကောင်စီတက်ဆွဲခဲ့တဲ့ရွာနဲ့နေရအနီးတဝိုက်တွေကိုသွာလာလုကန်စားတောင်းနေကြသူအများပြားဟာစစ်လက်ကျန်မှန်းတွေကြောင့်ကိုလက်အင်ကဆုံးရှုံးသူတွေများပြားနေတယ်လို့ကုညီဆောင်ရက်ပေးနေသူတွေကပြောပါရယ်။ရခိုင်မှာအရခတ်တတော် AA ကမြို့နယ်14ခုအထိသိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပေမဲ့စစ်ကောင်စီရဲ့စစ်ကြံလက်နက်တွေပောက်ကွေးမှုနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူအများအပြားဟာ ထိခိုက်သေးဆုံးမှုတွေနဲ့ကိုလန့်အင်္ဂါဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေကြရတာပါဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့ရခိုင်အဆက်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိခိုက်အကြဆုံးတွေများနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်အဲဒီတိုက်ပွဲတွေမှာသေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုကွင်းကောင်းမြို့နယ်က ခိုင်ကုန်းနဲ့အုတ်တွင်းကုန်းတွေကတကြိုဆက်တွေမှာတကြိုနေရပြီးမိသားစုကိုအသိမပေးတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်ကောင်စီတပ်သားတွေကိုတော့လေးမျက်နှာစေးရုံငတိုင်းရှောင်းစေးရုံပသိမ်ပြည်သူစေးရုံတွေကိုပို့ဆောင်ကူတနေပြီးလူနာတွေများနေတယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကပြောဆိုကြပါဗျ။တိုက်ပွဲမှာဒဏ်ရာရရှိသွားသူတွေများပြားနေပြီးစေးရုံတွေမှာစေဝါကူတမှုမလုံလောက်တာတွေသွေးလိုအပ်ချက်တွေကြောင့် စစ်သားတွေတည်ဆုံတာတွေများပြားနေတယ်လို့ပသိမ်ဒေသခံတယောက်ကပြောပါရယ်။အရေးကြီးစစ်သားလူနာတွေကို ပသိမ်စေးယုံကြီးကိုထက်ဆောင်မှာအထူးကျက်မှတ်ကန့်သက်အဖြစ်စေဝါကုသမှုပေးနေပြီးစစ်ဖက်ဆိုင်ရာတာဝန်ရှိသူတွေတွားရောက်တွေ့ဆုံခဲ့တာတွေကိုလည်းတွေ့မြင်ရတယ်လို့မျက်မြင်ဒေသခံတွေကပြောကြပါရယ်။ဒါအပြင်အေယဝတီတာဟင်းသနခိုင်အင်ကပူမြို့နယ်ပန်းတော်ကြီးကြီးရွာကိုတက်ဆုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို စစ်ကောင်စီလေးချောင်းကမှာရင်ပုံကျဲခဲ့လို့လဲထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်ထိပ်တန်းဘူရှုတ်ကြီးနဲ့အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဂျာကာမြို့ကိုမတ်လ24ရက်နေ့ညပိုင်းမှာရောက်ရှိလာခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ် Development Report မှာသတင်းဖော်ပြခဲ့ပါတယ်။အာရကတ်တော် AA ရဲ့စစ်တွေကြောက်ဖြူနဲ့ မန်အောင်မြို့တို့ကိုတင်ပိုက်ဖို့အတွက်ပြစ်ထန်တဲ့ထိုးစစ်တွေမတိုင်ခင်မှာအခုလိုရောက်ရှိလာခဲ့တာပါအဲ့ဒီအဖွဲ့ဟာ Hawaii အခြေစိုက် American Pacific စစ်ဌာနရှုပ် USA RPAC ရဲ့ဒုတိယကွက်ကီးရေမှုဖြစ်သူဒူပူရှုပ်ကြီး Joe Bijewel ဦးဆောင်ပေတော့ထိတ်တန့်အရာရှိ၄ယောက်ပါဝင်ခဲ့တာပါသူတို့တွေဟာမလ25ရက်နေ့မှာဘင်္ဂလားဒေ့ရှ်တပ်မတော်ထိတ်တန့်အရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသိရပါဗျာ အမေရိကန်ဒုတိယဘုဆုပ်ကြီးဘိုဝဲရဲ့ဒါကခရီးစင်ဟာအေအေအနေနဲ့လက်ကျန်မျိုးသုံးမျိုးကိုတင်ပိုက်ဖို့ထိုးစစ်စတင်ဖို့စီစဉ်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်လို့ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာရေးရာစီရီလေးလာတုံးသက်သူတွေကတုံးသက်ပြောဆိုထားပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လင်းတဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narisia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။